ရားစီရင်ခံတာမှာအာရာဘာနေရဲ့ PRP မှုတွေဝင်ရောက်စွပ်ဖတ်မှုတွေလွှမ်းမိုးမှုတွေရှိနေသေးတယ်လို့ဇန်နဝါရီလ26ရက်နေ့ကပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ကော်မတီမှလွှတ်တော်ကိုအစည်းအဝေးခန်းစာတင်ပြခဲ့ပါတယ်။ဒုတိယကြိမ်လွှတ်တော်သက်တမ်းအတွက်ပထမကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကာလအတွင်းတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ကော်မတီရဲ့သုံးသပ်အကြံပြုချက်တွေပါဝင်တဲ့အစည်းအဝေးခန်းစာမှာအခုလိုပါရှိတာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးဟာတရားစီရင်ရေးခန်းနာတစ်ခုတည်းနဲ့သက်ဆိုင်ခြင်းမဟုတ်ဘဲအာဏာပိုင်အဖွဲ့အစည်းတရားစွဲအဖွဲ့အစည်းတွေနဲ့သက်ဆိုင်ကြောင်း လက်ရှိအချိန်မှာအာနာပါနေရဲ့ဖိအားပေးမှုများဝေရောက်ဆွတ်ဖက်မှုများလွှမ်းမိုးမှုများရှိနေသေးတယ်လို့အစီအခံဆိုင်ရဲ့သုံးသပ်ချက်မှာဖော်ပြထားပါတယ်။တရားဥပဒေစိုးမိုးရေးရရှိရတဲ့တည်ငြိမ်အေးချမ်းမှုရရှိဖို့ဥပဒေပြည်ရေးအုပ်ချုပ်ရေးတရားစင်ရေးကဏ္ဍသေးသေးကတာဝန်ရှိပုဂ္ဂိုလ်တွေကအဓိကဝိုင်းဝန်းကြိုးပမ်းအကောင့်ထဲပေါ်ကြဖို့လိုအပ်ပြီးအုပ်ချုပ်ရေးနဲ့တရားစင်ရေးပူးပေါင်းဆောင်ရွက်ခြင်းမရှိပါကတရားဥပဒေစိုးမိုးရေးလုပ်ငန်းမအောင်မြင်နိုင်ဘူးလို့လည်းအစီအခံဆိုင်မှာဖော်ပြထားပါတယ်။ဒါအပြင်ဒီမိုကရေစီအသွင်ပြောင်းရေးကာလမှာဗဟိုပြုကျင်မှုများဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေပေမဲ့လည်းအစစ်စစ်သောအုပ်ချုပ်ရေးပိုင်းအဖွဲ့အစည်းတွေကယာစုထဝက်ကျော်ဆွဲကပ်နေတဲ့အလေးအကျင့်စရိုက်လက္ခဏာများအကျင့်ပြတ်ချစားမှုများမပြောင်းမပြတ်ရှိနေခြင်းတို့ကိုသုံးသပ်တွေ့ရှိရကြောင်းအစိုးရခန်းစာမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးဒုတိယလွှတ်တော်တည်ထောင်တွင်တရားဥပဒေစိုးမိုးရေးအတွက်အဟန့်အတားအနောက်အရှက်ဖြစ်စေတဲ့ဥပဒေ၊ဤဥပဒေစီမင်းစည်းကမ်းအမိတ်ညွှန်ကြားချက်လှုံ့ထုံးလုံနီတွေကိုအမြဲဆုံးပြင်ဆင်သင့်ကပြင်ဆင်တာ၊ပယ်ဖျက်သင့်ကပယ်ဖျက်တာ အသစ်ပြဋ္ဌာန်းသင်းကပြဋ္ဌာန်းတွေကိုစောင့်ရဖို့အကြံပြုထားပါတယ်။အဆိုပါကော်မတီမှတင်သွင်းတဲ့အစီရင်ခံစာမှာ33ချက်3ချက်နဲ့အကြံပြုချက်17ချက်ပါရှိပါတယ်။ဒုတိယကြိမ်လွှတ်တော်သဏ္ဍာန်တွင်တရားစီရင်ခံတဲ့ပတ်သက်ပြီးအကြံပြုရမှာပြည်သူကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ကိုလိုနီခေတ်ဥပဒေအဟောင်းအချို့ကိုပယ်ဖျက်ဖို့တရားရုံးများစောင့်ကြည့်အဖွဲ့ဥပဒေပြဋ္ဌာန်းပေးဖို့မတရားဖမ်းဆီးချုံနှောင်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းတွေကိုတားမြစ်တဲ့ဥပဒေပြဋ္ဌာန်းပေးဖို့စာရှိတဲ့ချက်တွေကိုအစီရင်ခံစာမှာပါရှိပါတယ်။တရားစီရင်ရေးကိုတူးထိုင်စနစ်ကနေဂျူရီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့အချက်အပါဝင်အချက်ဆက်ချက်ကိုလည်းအစီရင်ခံစာမှာအကြံပြုထားပါတယ်။